မင်းလာပါရှင်ဂျက်ကနေပြန်လဲကျူစုလိုက်ပါရရှင်ဂျက်ပရိတ်တကြီးရှင်ပရိတ်တို့အနေနဲ့တည်ဆုံးတဲ့အခါမှာဘယ်လိုမျိုးတည်ဆုံးသွားကြမှာတလဲအများစုကတော့အေးချမ်းချမ်းနဲ့ပဲအသက်ထွက်သွားတဲ့ပုံစံမျိုးအိပ်ပျော်နေနေညင်ညင်တတာဇီဝင်ချုပ်သွားတာမျိုးကိုပဲလူကျင်ကြမှာပါ ီးတော့တည်ရဆိုတာကလည်းလူတိုင်းကကြောက်ကြတာဖြစ်တဲ့အတွက်ဒီလိုမျိုးတည်ခြင်းတရားနဲ့ရင်ဆိုင်ရတဲ့အခါမှာတော့ကိုယ်အနေနဲ့မတိလိုက်မတိဖာတာနဲ့ပဲတည်သွားတာမျိုးကိုတော့ပို့ပြီးတော့နှက်တက်ကြမှာပါတချို့ကြတော့လေပောက်ကွဲမှုကြီးတစ်ခုထဲမှာအစာအနာပျောက်သွားတာမျိုးအိမ်မှာအကျန်းဖတ်မှုရင်ဆိုင်နေနဲ့မတော်တဆဖြစ်သွားတာမျိုး Empire State ကိုလာပြီးတော့မှတိုက်ခိုက်တဲ့ကင်းကောင်နဲ့တိုက်ခိုက်ပြီးတော့မှနှစ်ယောက်စလုံးအတူတူပောက်ကွဲပြီးတော့တေသွားတာမျိုးကိုမှလိုချင်ကြတယ်လို့လည်းပြောကြပါဗျ။ ဒါမျိုးကတော့စိတ်ကြမ်းလူကြမ်းသမားကြီးတွေပေါ့နော်။ဒါကလည်းလူတွေကိုအကြောက်တမျိုးစီဖြစ်တဲ့အတော့ကြောင့်မလို့မှားတယ်လို့လည်းပြောလို့မရဘူးရှင့်။ပောက်ကွဲမှုတစ်ခုတည်းမှာကျမတို့နေနဲ့တည်သွားခဲ့မယ်ဆိုရင်တော့ဒါဟာနာကျင်မှုတိတ်ရှိလိုက်မှာမဟုတ်ပါဘူး။အယမ်းမြန်လိမ့်မယ်။ဘာဖြစ်မယ်ဆိုတာကိုလည်းကို့အနေနဲ့သိနေမှာဖြစ်ပြီးတော့ကိုလုံးဝကြီးမရတဲ့အကျန်းဖတ်သမားတယောက်ကိုတော့အပါခေါ်သွားနိုင်တဲ့အတော့ကြောင့်မလို့ကျေနပ်မှုရှိလိမ့်မယ်လို့တော့ယူဆရပါတယ်။ဒါပေမဲ့အရာရာတိုင်းကတော့ကျမတို့ထင်သလိုမဟုတ်ပါဘူး။ တိပ္ပံနီးနဲ့ဘယ်နီးကတော့အဆိုးဆုံးနီးဖြစ်မလဲဆိုတာကိုကျမတို့အနေနဲ့ရှာဖွေကြည့်ရမှာဖြစ်ပါတယ်။အဲ့တော့တည်တဲ့အခါမှာဘလို့နီးလန်းတွေကအဆိုးရွားဆုံးဖြစ်မလဲ။ဗီဒီယိုလေးကိုအဆုံးထိတိုင်းလိုက်ပါကြည့်ရှုဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ပထမဆုံးနီးကတော့အရှင်လက်လက်အစားခံရတဲ့နီးဖြစ်ပါတယ်ရှင်။ဒါကတော့တိပ္ပံပညာရှင်တွေနဲ့တောင်တိုင်ပင်စရာမလိုတဲ့တည်နီးတစ်ခုဖြစ်ပါတယ်။ကျမတို့နေနဲ့မသိခင်မှာရင်အရှင်လက်လက်ကိုယ့်ကိုခုတ်ဖြတ်စားတောက်နေရဟာအစိုးရဆုံးသောနီးတနီးဖြစ်မယ်ဆိုတာကိုလူတိုင်းသိကြပါတယ် အခုကျမပြောတဲ့ထဲမှာအသက်ခံရပြီးတော့မှ အစားခံရတာကိုပြောတာမဟုတ်ပါဘူးအစားခံနေရတဲ့အချိန်တစ်ခုလုံးမှာအသက်ရှင်နေတဲ့ပုံစံတစ်ခုကိုပြောတာဖြစ်ပါတယ်အ ਨੇ ဆုံးတော့ကိုယ့်ကိုစပြီးတော့စားနေတဲ့အချိန်အထိကိုကအသက်ရှင်နေရမျိုးပါဒါကတော့ဖြစ်ပွားနိုင်တာနီလန်ပေါင်းစုံရှိပါတယ်ကိုယ့်တရိတ်ဆန်တကောင်ကောင်ကအရှင်လက်လက်စားတာမျိုးဟာတော်ရင်ဒေတာမှာပဲဖြစ်လိမ့်မယ်လို့ဆိုနိုင်ပေမဲ့မျိုးကြီးတွေမှာလည်းဖြစ်နိုင်တယ်လို့ဆိုထားတာရှိပါတယ် ဘောဝန်နဲ့တောင်ပေါ်မှာကျက်စားတဲ့ချင်းသေးတချို့ကလည်းပဲဒီလိုမျိုးပုံစံကိုပဲကျင့်သုံးပါတယ်။ဒါဟာအမြဲတမ်းအမဲလိုက်နေရတဲ့အသားစားကောင်တွေကိုသဘာဝကပေးတဲ့အကာအကွယ်တစ်ခုလည်းဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမြဲတမ်းအမဲလိုက်တက်ပြတ်စားတောက်ရမှဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့သားကောင်ကိုအမဲလိုက်စဉ်အခါမှာတရားရရှိမှုအနည်းဆုံးဖြစ်အောင်ပြုလုပ်ထားတာပဲဖြစ်ပါတယ်။တရားရရှိပြီးနောက်ရက်တွေမှာအမဲမလိုက်နိုင်ရင် အဲ့ခါကျရင်ဒီအမဲလိုက်ပြီးတော့စားတက်တဲ့ရှင်တန်ရက်တီမှုအတွက်အခက်ခဲရှိလို့ပဲဖြစ်ပါတယ်။အဲ့လိုမျိုးအမဲလိုက်ပြီးစားတောက်တက်တဲ့ Predator အတန်းစားတတ္တဝါတွေဟာအ мян ဆုံးနဲ့အကောင်းဆုံးသောတပ်ဖြည့်ရမယ့်နည်းကိုတွေးရှိထားတာပဲဖြစ်ပါတယ်။တချို့ Tracer တွေကတော့ချွင်းချက်ဖြစ်ပါတယ်ရှင့်။သူတို့ဟာကိုယ်သားကောင်ကိုလိုက်လံတပ်ဖြတ်တဲ့အခါမှာကိုယ်အန္တရာယ်ကိုတော့ကောင်းကောင်းဂရုထားလို့မရှိပါဘူး။ဥမာအဖြစ်ဆိုရမယ်ဆိုရင်တော့ Hyrina လို့ခေါ်တဲ့တောခွေးတွေကိုကြည့်ကြည့်ပါ။ သူတို့ဟာကမ္ဘာပေါ်မှာအရက်ဆက်အကျဉ်းကျုပ်ဆုံး predator တွေဖြစ်တယ်လို့ဆိုပါတယ်။ခွေးအားတွေတောခွေးတွေကအုတ်လိုက်အမဲလိုက်လို့ရှိပါတယ်။ ဒါကိုကျမတို့တလိုင်းခင်းမှလည်းတွေ့ပြီးသွားပါပြီ။ဒါပေမဲ့တခါတလေမှလည်းတကောင်နေပဲအမဲလိုက်တက်တဲ့ကောင်မျိုးတွေလည်းပဲတွေ့ပူပါရယ်။ဒါပေမဲ့တခြားအမဲလိုက်တက်တဲ့တတ္တဝါတွေနဲ့မတူတာကခွေးအရီကအမြဲတမ်းသားကောင်ကိုဂျက်ကောင်ကိုတစ်ချက်တည်းကြိုက်လို့မရှိပါဘူး။သူတို့ကထွက်မပြေးနိုင်အောင်တကောက်ခွက်ကအရွက်ကိုပဲကြိုက်ပြစ်လို့ရှိပါရယ်။အဲ့မှာသားကောင်ကမတည်ပေမဲ့မပြေးနိုင်တော့ပါဘူး။အဲ့တော့သူတို့ဟာဝိုင်းပြီးတော့မှဒီသူတို့အမဲလိုက်တဲ့အကောင်ကိုမိပြီဆိုတာနဲ့တခါတည်းအဲ့ဒီနေရာမှာတထိုင်နေစားတော့တာဖြစ်ပါရယ်။ အမဲလိုက်ခံရတဲ့အကောင်ကတော့သူ့ကိုတစားစီဝိုင်းပြီးတော့ဒီအမဲဖြတ်နေတဲ့ခွေးအားရဲ့တန်းကိုတေးတဲ့အထိခံသွားရတာဖြစ်ပါတယ်။သူတို့တွေဝိုင်းပြီးတော့ကိုက်ဖြတ်စားတောက်နေတာကိုခံနေရင်းနဲ့မှတော်တော်ကြီးကိုသွေးထွက်လွန်ပြီးတော့တေးသွားတာဖြစ်ပါတယ်။အဲ့ဒီမတိုင်ခင်မှာတော့တစားစီဝိုင်းပြီးတော့အမဲဖြတ်နေတာကိုအရှင်လက်လက်နဲ့နာကျင်စွာခံစားနေရမှာဖြစ်ပါတယ်။နောက်ပြီးတော့ခွေးအားရဲ့ဟာဘိုက်တဝိုက်ကအပြော့ဆုံးနေရာကိုဦးစားပေးပြီးတော့မှကိုက်လေရှိကြပါတယ်။ကျန်တဲ့ဝါနူးတဲ့ခွေးအားလေးတွေဟာ ခြေောင်းနဲ့လက်လိုမျိုးအစွန်ဖျားလေးတွေကိုဝင်ပြီးတော့မှဆွဲလေးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ပိုက်သားတဝိုက်ကိုစားနေတဲ့အဖွဲကောင်းဆောင်တဲ့အကောင်ကြီးတွေကိုသူတို့အနေနဲ့ကြောက်လို့ပဲဖြစ်ပါတယ်။အဲ့ချိန်ထိတော့အရေးပါတဲ့အင်္ဂါစိတ်ပိုင်းတွေကအကောင်တိုင်းကြံနေသေးတာမလို့အကိုက်ခံနေရတဲ့တတဝါကအသက်ရှိနေရဖြစ်ပါတယ်။အဲ့တော့သူဟာဒီသူ့ကိုကိုက်လို့နာကျင်မှုနဲ့သူ့ကိုဘာလုပ်နေရဲဆိုတာကိုသူကကောင်းကောင်းကြီးသိနေပါတယ်။ပိုပြီးတော့ဆိုတာကတော့ ခွေးအားတကောင်နဲ့တိုက်ဖြတ်မှုကိုခံရတာဖြစ်ပါတယ်။ကျမတို့အနေနဲ့ခွေးအားတကောင်ရဲ့အနိုင်ယူမှုကိုခံလိုက်ရပြီဆိုရင်တော့အိမ်မက်ဆိုးတွေကပိုပြီးတော့ကြာဖို့ဖြစ်ပါတယ်။ အုပ်လိုက်ကြီးစားတာကကိုကိုတမနည်းဒါမှမဟုတ်ရင်သူ့ထက်တောင်နေတဲ့အခြေအတွင်းမှာအစာနာပျောက်သွားစေပေမဲ့ခွေးအားတကောင်နေဆိုရင်တော့သူဟာအုပ်လိုက်စားသလိုပဲဘိုက်ကစားပြီးတော့စားတာဖြစ်ပါတယ်။ဒါကြောင့်မလို့တီးတာဟာဒီထက်ပိုပြီးတော့ကြာနိုင်ပါတယ်။မိနစ်ပိုင်းမဲ့ဆိုပေမဲ့လည်းခန်းစားရမယ့်ဒုက္ခကိုတွေးကြည့်မယ်ဆိုရင်တော့လုံးဝမတွေးနိုင်စရာပဲဖြစ်ပါတယ်။ပိုပြီးတော့ကြောက်ဖို့ကောင်းတဲ့အချက်ကတော့ဒီဖြစ်စဉ်တွေကလူတွေမှာပါကြုံခဲ့ရတာဖြစ်ပါတယ်။ အာဖရိကမှာတော့တောထဲမှာပျော်ပွဲစားထွက်တဲ့အဖွဲ့တွေကိုဒီတဲရဲတီဝင်ပြီးတော့ခွေးအတွေကကိုက်ဖြတ်တတ်တာကိုခဏခဏကြုံခဲ့ရပူတာဖြစ်ပါတယ်။ ဒါပြင်ပရိသတ်တို့ဟာမြို့ထဲမှာရှိတဲ့အတွက်ခွေးအားတွေမလာဘူးလို့ထင်တော့နည်းနည်းတော့ကျမတို့ပြန်စမ်းသပ်ကြည့်ဖို့လိုပါတယ်။ပြီးခဲ့တဲ့နှစ်တွေတုန်းကတော့ကလေးပေါက်ဆာလီတယောက်ဟာပရွက်စိတ်တွေဝိုင်းကြိုက်တာကိုခံခဲ့ရပါတယ်။ကံကောင်းစွာနဲ့ပဲဘေးအနွေကကလေးလေးကိုပြစ်ထားပါတယ်ဆိုပြီးတော့အာနာပိုင်အဖွဲစည်းတွေကိုဝိုင်းတိုင်တဲ့အတွက်အစိုးရအဖွဲတွေရောက်လာတဲ့အခါမှာတော့ဒီကလေးငယ်ရဲ့တကူလုံးကိုပရွက်စိတ်တွေဝိုင်းကြိုက်နေရကိုတွေ့ခဲ့ရတာဖြစ်ပါတယ်။တချို့ကကြတော့လေ၊သူမရဲ့အစိတ်ပိုင်းတွေကိုပါစားပြီးပြီလို့ဆိုပါတယ်။ ကျမတို့မြန်မာနိုင်ငံမှာလည်းဒီလိုဖြစ်စဉ်တွေဟာလောလောလတ်လတ်မှာရင်ကြုံတွေ့ခဲ့ရပြီပါပဲ။စွန့်ပစ်ထားတဲ့ကလေးကိုကြွက်တီဝိုင်းကိုက်လို့နှာခေါင်းပါသွားတဲ့ဖြစ်စဉ်မျိုးဒါကိုကျမတို့ Facebook မှာတွေ့ခဲ့ပြီးသွားပါပြီ။2015ခုနှစ်မှာတော့ငယ်စဉ်ခါရုံးကအလိုက်ရင်ကြီးမဲ့တဦးဖြစ်ခဲ့တဲ့အဖွားတယောက်ဟာသူမကိုပြူးစုတဲ့အိမ်ထဲမှာပဲအကောင်ပလောင်တွေတန်းတွေဝိုင်းပြီးတော့စားတာကိုခံခဲ့ရပါတယ်။သူမကိုပြူးစုပေးတဲ့ဘဝရိတ်တာဝင်တဲ့အများစုဟာသူမကိုလေးလျူရှူထားတဲ့အပြင်သူမကိုပြူးစုဆောင်ရှောက်ပေးရမျိုးတွေ၊ကိုင်နာမျိုးတောင်လုံးဝမလုပ်ခဲ့ပါဘူးလေ။ နောက်ဆုံးသူမကွယ်လွန်ပြီးတဲ့အချိန်မှာရင်ခွဲစစ်ဆေးမှုပြုလုပ်တဲ့ဆရာဝန်ရဲ့အဆိုအရဆိုရင်တော့သူမဟာတေဆုံးဖို့အတွက်လာနေချီပြီးတော့ကြာခဲ့ရလို့ဆိုထားပါတယ်။ဒါဟာတော်တော်ကြီးကိုလည်းဆိုးရွားပြီးတော့သူမခံစားခဲ့ရတဲ့ဒုက္ခကလည်းတော်တော်ကြီးကိုကြီးမားခဲ့တယ်လို့ဆိုပါတယ်။တဖြည်းဖြည်းနဲ့တေရတဲ့ဒုက္ခတွေကတော်တော်ကြီးကိုဆိုးဝါးလွန်လာပါတယ်ပရိသတ်တို့ရဲ့နောက်ထပ်ကျမပြောပြမယ်အစိုးဆုံးကိစ္စတစ်ခုကလည်းတဖြည်းဖြည်းချင်းသိရမယ်ဒုက္ခတစ်ခုပဲဖြစ်ပါတယ်။အရှင်လက်လက်မီးရှို့ခံရတာဖြစ်ပါတယ်။ ါကတော့ကျမတို့သိပ္ပံနီးကြားတွေးရှိချက်တွေရှိထားတာဖြစ်ပါတယ်။အရှင်လက်လက်မီးရှို့အသက်ခံရတာဟာအပူချိန်ကြောင့်မတိဆုံးခင်မှာဒီကိုလုံးကိုမီးနဲ့ဖုံးလွှမ်းခံထားရပြီးတော့ဒါမျိုးကိုအရင်တုန်းကဆုံးလို့ဆွဆွဲခံရတဲ့သူတွေရာဇဝဲမှုနဲ့အပြစ်ပေးခံရတဲ့သူတွေကိုတစ်ပုံကြီးနဲ့မီးတင်ရှို့တာမျိုးကျမတို့ကြားခဲ့ရပြီးပါပြီ။အိမ်မှာတုံးတဲ့နီးကမီးသိပ်များလို့နဲ့အတွက်ကြောင့်ပေါ့နော်။ မိမိတို့အရေးပြားမှရှိတဲ့အာယုံကြောထိတ်ဖျားလေးတွေကိုလုံးဝလောင်ကျွမ်းသွားစီမှာဖြစ်ပြီးတော့နာကျင်မှုကိုလည်းမသိနိုင်လောက်ဘူးလို့တချို့ကတော့တွက်ပြပါတယ်ဒါပေမဲ့ဒီအဆိုးဟာမှန်တယ်ဒီအဆိုးကိုစမ်းသပ်တဲ့နယ်ဆိုပြီးတော့တယောက်မှတော့စမ်းသပ်မှာမဟုတ်ဘူးရှင်ပြီးတော့ဒါဟာလောင်ကျွမ်းစီနိုင်တဲ့ပစ္စည်းတွေကိုစုပြုံထားပြီးတော့ဝုံငနဲလောင်ကျွမ်းစီတာကိုပြောတာပါတဖြည်းဖြည်းချင်းလောင်တဲ့မီးကိုတော့အဆိုးလိုတာမဟုတ်ပါဘူး အဲ့ဒီမှာတော့မီးဟာမီးကိုနဲ့တခြားအပူချိန်တောင်တိမ်မထွက်တဲ့အတွက်အသက်ရှူရခတ်တာမျိုးအသက်ရှူကျက်တာမျိုးအဆုတ်တွေရောင်လာပြီးတော့လုံးဝဒုက္ခရောက်သွားတာမျိုးတီမဖြစ်ပဲနဲ့တင့်တကိုလုံးကိုတမြင့်မြင့်နဲ့လောင်စေမှာဖြစ်ပါတယ်။ဒါပြင်ရှေ့မှာပြောထားတဲ့အာယုံကျော်အစွန်းအဖျားလေးတွေလောင်ကျွမ်းပြီးတော့ထုံသွားစီနိုင်တာမျိုးကိုလည်းလုံးဝကြုံရမှာမဟုတ်ပါဘူး။တပြည်းပြည်းနဲ့မီးလောင်တာဟာမဖြစ်နိုင်ဘူးလို့ဆိုရပေမဲ့တမင်ဖြစ်အောင်လုံးနိုင်တယ်လို့တချို့ကကြတော့လည်းမတော်တဆကြုံတွေ့ရတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့မီးလောင်ကျွမ်းနေတဲ့ကာလတစ်လျှောက်လုံးမှာ ကျွန်တော်ခန္ဓာကိုယ်ဟာပူလောင်နာကိုခံစားရမှာဖြစ်ပြီးတော့နာကျင်မှုကိုလည်းတောက်လျှောက်သိရှိနေမှာဖြစ်ပါတယ်။အရင်ကတော့ဒီလိုမျိုးရက်စက်တဲ့တုံ့တင်မှုမျိုးကိုတချို့တွေကလောက်ခဲ့ပူတာရှိပါတယ်။ ဒီမှာတပြက်ခံရမဲ့သူကိုမင်းနဲ့တဖြည်းဖြည်းချင်းတမြင့်မြင့်နဲ့လောင်ကျွမ်းစီပြီးတော့တေဆုံးသွားစီတာဖြစ်ပါတယ်ဒီကနေ့ခေတ်မှာတော့ဒီလိုဖြစ်စဉ်တွေမရှိတော့ဘူးဆိုပေမဲ့ကံမကောင်းစွာနဲ့ကြုံနေတာကတော့မော်တော်ကားမတော်တဆမှုတွေဖြစ်ပါတယ်မော်တော်ကားဟာမတော်တဆအက်ဆီဒန့်ဖြစ်ရင်နဲ့မီးလောင်သွားတယ်အိမ်မှာကျမတို့အနေနဲ့ထွက်ပြေးလို့ရလောက်တဲ့အထိအင်အားမရှိတော့ဘဲနဲ့အယိုးတွေကျိုးထားတာမျိုးပြီးတော့ကားတကားနဲ့ကျန်တဲ့အစိတ်ပိုင်းအားလုံးဟာလည်းပဲပိတ်မိနေခဲ့ပြီဆိုရင်တော့ဘယ်သူမှကယ်နိုင်တော့မှာမဟုတ်ပါဘူးဘေးကလူတွေရှိရင်တော့ကိုယ့်ကိုကယ်ဖို့အတွက် ိုင်းလျောက်တော့မျောလင်းလို့ရအောင်မှဖြစ်ပေမဲ့ကိုတယောက်တည်းဖြစ်နေရမတော်တဆဖြစ်စဉ်မျိုးမှဆိုရင်တော့ကိုဟာတမြင့်မြင့်နဲ့လောင်ကျွမ်းနေတာကိုအထဲမှာပဲခံစားနေရတော့မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်နီးတနီးကတော့ပရိသတ်တို့အနေနဲ့တေဖို့တောင်တောင်းဆိုခံရတဲ့နီးတနီးဖြစ်ပါတယ်ရှင်။ဒါကိုလည်းပဲ83ရက်တိုင်းတိုင်းဒုက္ခကြီးစွာနဲ့ခံစားခဲ့ရတဲ့သူတူလည်းရှိပါတယ်ရှင်။ဒါကတော့တက်ရောင်ကြီးတင့်ခြင်းပဲဖြစ်ပါတယ်။တက်ရောင်ကြီးတင့်ပြီးတော့ကွယ်လွန်တာဟာတော်တော်ကြီးကိုစိုးရွားတဲ့အနေအထားဖြစ်ပါတယ်။ ဒါဟာအသက်ထွက်ဖို့လေတော်တော်ကြီးကိုခံစားရတဲ့နည်းတစ်မျိုးလေးဖြစ်ပါတယ်။ကျမတို့ခန္ဓာကိုယ်ဟာတယောင်ကြီးအသင်ခံလိုက်ရတဲ့အတွက်ခန္ဓာကိုယ်တစ်ခုလုံးဟာပြည့်စည်သွားပြီးတော့ကျမတို့ရဲ့ဆဲတွေ DNA တွေအလုံးကိုဖြည့်စည်ခံလိုက်ရပြီးတော့ mutation လို့ခေါ်တဲ့ဗီဇာပြောင်းလဲမှုတွေကိုဖြစ်ပေါ်လာစေနိုင်ပါတယ်။ပုံမှန်ကတော့ mutation ဖြစ်ရင် super power တွေရလာလိမ့်မယ်လို့ ရုပ်ရှင်တွေထဲမှာကျမတို့ကိုအယုံသွင်းထားပါတယ်။ဒါပေမဲ့အဲ့ဒါကတော့တကယ်မဟုတ်ပါဘူး။အဲ့ဒါကတော့ cancer ရောဂါပဲရရှိနိုင်ပါတယ်။တကယ်လို့တိတ်ကိုများတဲ့ဓာတ်ရောင်ကြီးတက်မှုနဲ့ကြုံခဲ့ရမယ်ဆိုရင်တော့ကျမတို့ရဲ့ဆဲနဲ့ DNA ဟာတော်တော်ကြီးကိုထိခိုက်သွားတဲ့အတွက်ကျမတို့ဟာအဆောက်အုံတစ်ခုတည်းကအုပ်တွေတစ်ခုပြီးတစ်ခုကြီးမွားသွားသလိုမျိုးကျမတို့ခန္ဓာကိုယ်အထက်ကဟာရီဟာဒစချင်းစီပြက်စီးသွားတာမျိုးဖြစ်တတ်ပါတယ်။ဒါကိုဘာဖြစ်လို့ပြောနိုင်တာလဲဆိုရင်တကယ်တမ်းကြုံတွေ့ခဲ့ပူတဲ့ဖြစ်စဉ်ရှိလို့ပဲဖြစ်ပါတယ်ရှင့်။ radiation စက္ကနတန်းရောင်ကြီးတက်မှုကိုတော့200 run လို့ခေါ်တဲ့တန်းရောင်ကြီးတက်မှုခံရပြီးတဲ့အချိန်မှာခန်းစားရပါတယ်။ဥပမာအားဖြင့်နှိုင်းရှင်ပြရမယ်ဆိုရင်ရင်ဘတ်တက်မှန်ရိုက်တာဟာ0.02ပမာဏပဲရှိပါတယ်။200 run ထက်များတယ်ဆိုရင်တော့ကင်ဆာဖြစ်နိုင်ခြေဟာအစပေါင်းများစွာမြင့်တက်ပြီးတော့ရှင်သန်နိုင်မှုအခွင့်အလမ်းကလည်းတိတ်မရှိတော့ပါဘူး။အဲ့လိုနဲ့ပဲကျမတို့ဟာ အိယာထဲမှာအများရန်လှဲနေရပြီးတော့ဒီကင်ဆာယောဂါကကျမတို့ကိုလပိုင်းအတွင်းတက်ဖြတ်တာကိုခံလိုက်ရမှာဖြစ်ပါတယ်။ဒါပေမဲ့တချို့ကန်ဆိုးသူတွေကတော့ကင်ဆာအဆင့်ထိကိုမရောက်လာပါဘူး။ကင်ဆာမှာလည်းတချို့ကင်ဆာတွေကကုသလို့ရပါတယ်။ဒါပေမဲ့တယောင်ကြီးတင့်နာကြောင်ဖြစ်တဲ့ကင်ဆာအများစုဟာကုသလို့မရပါဘူး။အဲ့ဒါကိုကုသဖို့ကတော့ကျမတို့ရဲ့ DNA ကိုပြန်လည်ပြင်ဆင်ဖို့ဖြစ်ပါတယ်။ဒါကိုအခုချိန်ထိတော့လုံနိုင်တဲ့နည်းပညာလည်းမရှိသေးဘူးရှင့်။ပိုပြီးတော့စိုးလွှင့်ရင်တော့ကို့မှာ DNA တောင် လုံးဝမကျန်တော့တဲ့အထိဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။ ဒါမျိုးကို1996ခုနှစ်မှာဂျပန်ကလူတယောက်မှကြုံခဲ့ရပြီးပါပြီ။သူဟာသမိုင်းတစ်လျှောက်မှာ DNA လုံးဝမရှိတဲ့လူသားတယောက်အဖြစ်နဲ့စံချိန်ဝင်သွားခဲ့ရဖြစ်ပါတယ်။ကန်ဆိုးရာကတော့အဲဒီစံချိန်ကိုသူ့အနေနဲ့ပြောပြနိုင်လောက်တဲ့အခြေအနေမရှိခဲ့ပါဘူး။သူဟာကွယ်လွန်သွားခဲ့လို့ပဲဖြစ်ပါတယ်။ဟစ်ဆာချီအိုဝူချီလို့ခေါ်တဲ့သူဟာနျူကလ িয়ার စက်ရုံကပညာရှင်တယောက်ဖြစ်ပါတယ်ရှင့်။သူဟာဒီကနေ့အချိန်ထိတိုက်ရောင်ကြီးအစိုးဆုံးတင့်ခံရတဲ့သူတယောက်အဖြစ်နဲ့မှတ်တမ်းတင်ထားခဲ့ရဖြစ်ပါတယ်။ဒါဟာဘလို့ကြုံခဲ့ရလဲဆိုရင်တော့ ယူရီနိုက်နိုက်ထရိတ်လို့ခေါ်တဲ့ဖြောရည်ကိုကန်တခုတည်းကိုလောင်းထဲတဲ့နေရာမှာမှားယွင်းသွားတဲ့အတွက်ကြောင့်မလို့အဲ့ဒီလောင်စာကန်ဟာစူပါခရက်တကယ်လို့ခေါ်တဲ့အဆင့်တစ်ခုထိရောက်သွားခဲ့ပြီးတော့နျူကလ িয়ার တပ်ပေါင်းဖို့တခုတပွဲပြုမှုခဲ့တာဖြစ်ပါတယ်။အဲ့ဒီယူရေနီယံအရေးကိုလောင်းနေတဲ့အဝူးချီဟာတရောင်ကြီးတင်းမှုပမာဏကိုခန်းစားခဲ့ရတာဖြစ်ပါတယ်။ဒါဟာဘလောက်တောင်ဆိုးလဲဆိုရင်ရှင်ဘတ်တမ်းမှန်အကြိမ်ကြီးပေါင်း၈၅၀၀ကိုတစ်ကြိမ်နဲ့အရိုက်ခံလိုက်ရတာနဲ့တူပါတယ်။ ဥပမာအဖြစ်တရောင်ကြီး AC bus ဟာကျွန်တော်တို့ခန္ဓာကိုယ်ကိုတည်သွားစေနိုင်ပါတယ်။သူ့ကိုတင်ခဲ့တဲ့ပမာဏကတော့70 cc ပဲဖြစ်ပါတယ်။အဲ့တော့သူဟာတည်စီနိုင်တဲ့ပမာဏရဲ့နှစ်ဆလောက်ထိတရောင်ကြီးတင်မှုခံခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သူ့အခြေအနေကတော့ဆိုးရွားမယ်ဆိုတာကျွန်တော်တို့အနေနဲ့တန်တရားဖြစ်ပွဲမရှိပါဘူး။ဆရာဝန်တွေကလည်းပဲသူ့ခန္ဓာကိုယ်ထိခိုက်မှုဟာဆိုးရွားလွန်းတဲ့အတွက်ကြောင့်မလို့သူ့ရဲ့သွေးထဲမှာ DNA ရောင်မကျန်တော့တာကိုထိတ်လန့်ပွဲတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ မတော်တဆဖြစ်ပြီးမကြခင်မှာသူ့ရဲ့ခန္ဓာကိုယ်ဟာအတွင်းကနေတဖြည်းဖြည်းအပြင်ကိုပြက်စီးရဲ့လက္ခဏာတွေပြလာတာဖြစ်ပါတယ်။သူဟာ83ရက်တိုင်းတိုင်းရှင်သန်ခဲ့တာဖြစ်ပါတယ်။သူ့ခန္ဓာကိုယ်ဟာအခြေအနေတဖြည်းဖြည်းဆိုးလာနေအမျှသူ့ကိုစမ်းသပ်ဖို့အတွက်သွေးတောင်ထုတ်လို့မရတဲ့အခြေအနေထိဖြစ်ခဲ့ရတာပါ။သွေးဟာပြက်လာပြီးတော့မဲညို့ပြီးတော့တဖြည်းဖြည်းနဲ့ပုံးရည်ကြီးအပြစ်ပုံစံဖြစ်လာခဲ့တာပါ။သူ့ရဲ့အသားတွေကလည်းပဲခန္ဓာကိုယ်ကတဖြည်းဖြည်းချင်းကျွေကျလာပြီးတော့ ူနာပြူတွေကသူ့ကိုပတ်တီးတွေနဲ့ဝိုင်းပြီးတော့မှထုတ်ပေးထားရတာဖြစ်ပါတယ်။ဒါမှသာလင်းအသားတွေကျွေးမကြဘဲနဲ့သွေးလည်းမထွက်တော့မှဖြစ်ပါတယ်။ဆရာဝန်တွေအနေနဲ့သူ့ကိုစူးစမ်းပန်းစားကယ်ဆယ်ရတဲ့အပြင်သွေးလည်းနေ့စဉ်သွင်းပေးနေရပါတယ်။ဒါပေမဲ့တပတ်လောက်အကြာမှာတော့သူဟာသူ့ကိုပေးပြီးတော့သေလိုက်ပါတော့လူတော်တောင်းပန်ရတဲ့အထီကိုအခြေအနေကတော်တော်လေးဆိုးဝါးခဲ့တာပါ။ ဒါပေမဲ့အစီအဝင်တွေဟာဒီလိုယောဂါဖြစ်တဲ့လူဟာတသက်မှာတစ်ခါပဲတွေ့ရတဲ့ဖြစ်စဉ်ဖြစ်တဲ့အတော့ကြောင့်မလို့သူ့ကိုအသေးသက်ပြီးတော့ပြစ်ထားဖို့အတွက်ငင်းဆန်ခဲ့ကြပါတယ်သူ့ကိုဆက်ပြီးတော့သွေးသွင်းပေးခဲ့ကြပါတယ်ဒါဟာလည်းပဲသူ့ခန္ဓာကိုယ်ကဆဲအသစ်တွေသွေးအသစ်တွေမထုံနိုင်တော့တဲ့အထိတိုက်ရောင်ကြီးအသင်ခံထားရလို့ဖြစ်ပါတယ် ူ့ကိုပတ်ထားတဲ့ပတ်တီးတွေဟာသူ့အသားတွေကျွေကျမသွားအောင်အတားဆီးပေးခဲ့ပါတယ်။ဒါမဲ့ခံစားနေရတဲ့သူ့ရဲ့ဒုက္ခတွေတသက်စီဖို့အတွက်တော့သူ့ကိုမက်ဒီကယ်ခိုမာလို့ခေါ်တဲ့တတိလက်အောင်စေဝါပေးရာကိုပြုလုပ်ခဲ့ရပါတယ်။အဲ့လိုနဲ့ဒီချိန်မှာဆိုရင်သူ့ရဲ့ညာဘက်ခြေထောက်ဟာဒုက္ခနေစပြီးတော့အလိုလိုနေရင်းနဲ့ပြက်ကျသွားတဲ့အထီအောင်ဖြစ်ခဲ့ရပါတယ်။ရက်သက်တစ်ပတ်အနည်းငယ်ကြာတဲ့အခါမှာတော့သူဟာအယိုးပေါ်အရေးတင်အခြေအနေကိုရောက်ခဲ့ပြီးပါပြီ။နောက်ဆုံးမှာတော့သူဟာ83ရက်မြောက်နေ့မှာနှလုံးဖောက်လာတဲ့အတွက်ကွယ်လွန်သွားခဲ့ပါတယ်။ အဲ့ဒီချိန်မှာတော့သူရဲ့ခန္ဓာကိုယ်အလေးချိန်ဟာငကိုယ်အလေးချိန်ထက်၄ပုံ၃ပုံပဲရှိတော့တာဖြစ်ပါတယ်ရှင်။နောက်ထပ်ဆူဆူရွရွားကြုံရမယ့်ဖြစ်စဉ်တစ်ခုကတော့လက်ရှိချိန်မှာဖြစ်ဖို့များပြားတဲ့ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်ရှင်။ဒါကတော့ရေဓာတ်ခံချောက်တဲ့ dehydration ဖြစ်စဉ်ပဲဖြစ်ပါတယ်။ဓာတ်ရောင်ကြီးတင်းမှုကြောင့်တစားစီပြုတ်ထွက်သွားတာနဲ့ဆိုင်ရင်ရေဓာတ်ခံချောက်မှုကြောင့်တေတာကပိုပြီးတော့တက်တာမဲလို့ထင်စရာရှိပါတယ်။ဒါပေမဲ့ဒါဟာကျမတို့အနေနဲ့ ရည်ရက်ခန်းချောင်းရင်ဖြစ်လာနိုင်တဲ့အကျိုးဆက်တွေကိုမသိသေးလို့ပဲဖြစ်ပါတယ်။ဓလိကားထဲမှာရက်ပေါင်းများစွာပိတ်မိနေရမျိုး၊တဲကန်နာရထဲမှာပိတ်မိနေရမျိုးဒီလိုမျိုးဆိုရင်တော့ရည်ရက်ခန်းချောင်းမှုတွေကြောင့်မလို့ကျမတို့ဟာရည်လုံးဝမတောက်ရရင်၃ရက်ပဲခံနိုင်တယ်လို့ဆိုထားတာဖြစ်ပါတယ်။ရည်ဓာတ်ခန်းချောင်းမှုလို့ဘာလို့ပြောနိုင်တာလဲဆိုရင်ကျမတို့ခန္ဓာကိုယ်အလေးချိန်ရဲ့နှိယာခိုင်နှုန်းနဲ့ညီတဲ့ရည်ပမာဏကိုဆုံးရှုံးပြီဆိုတာနဲ့ရည်ဓာတ်ခန်းချောင်းမှုလက္ခဏာတွေကိုစတင်ကြုံတွေ့လာရမှာဖြစ်ပါတယ်။ဒါဟာတော်တော်ကြီးကိုလွယ်ပြီးတော့အတွေ့ရများတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ။တိတ်ပြီးတော့ပူလွန်းတဲ့အချိန်မှာအကြကြီးလန်းလျှောက်တာမျိုးတွေ၊လေ့ကျင့်ငန်းကိုပြင်းပြင်းထန်ထန်ပြုလုပ်တာမျိုးဟာ dehydration ဖြစ်နိုင်လောက်တဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်။ဒီလိုလုပ်တာကနေကျမတို့ရေငတ်လာပါလိမ့်မယ်။ပြီးရင်ကျမတို့ရဲ့ခန္ဓာကိုယ်ဟာရေဓာတ်ခန်းချောင်းမှုတွေများလာတဲ့အတွက်အလိုလျောက်ထိန်းချုပ်မှုဖြစ်တဲ့ရေဆုံးရှုံးမှုကိုပိတ်ချလိုက်ပါတော့တယ်။အဲ့နောက်မှာတော့ကျမတို့ဟာချွေးထွက်တော့မှာမဟုတ်ပါဘူး။ဒါမဲ့ဒါဟာသတင်းဆိုးပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ချွေးထွက်မှသာဒီကျမတို့ခန္ဓာကိုယ်ကအပူချိန်လွန်ကဲလာတာကိုတားဆီးနိုင်မှာဖြစ်ပါတယ်။ စီးလဲမထွက်တော့ဘဲနဲ့ကျမတို့ရဲ့စီးဟာအယောင်ရှင်းရင်းနဲ့ပမာဏလည်းနည်းသွားပါလိမ့်မယ်။ကျမတို့ရဲ့ခန္ဓာကိုယ်ဟာစီးအိမ်နဲ့ကြောက်ကတ်တို့ကိုရေရီပို့ဆောင်တာကိုရှော့ချလိုက်လို့ဖြစ်ပါတယ်။အဲ့မှာစီးနှန်းကလည်းပို့ပြီးတော့ပြင်းလာပါလိမ့်မယ်။နှစ်ရက်လောက်ရေမတောက်ဖဲနဲ့နေရတဲ့အခါမှာဆိုရင်ကျမတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့သွေးတွေကစတင်ပြီးတော့ပြစ်ခဲလာပါလိမ့်မယ်။ဒါဟာသွေးစီးဆင်းမှုကိုလည်းတဖြည်းဖြည်းချင်းနည်းသွားစေမှာပါ။ပြီးတော့ကျမတို့အရေပြားအလုံးကိုရှုံ့တွသွားစေပြီးတော့သွေးပောင်ချိန်လည်းနည်းသွားပါလိမ့်မယ်။ ိမ်မှာသွေးပုံချိန်ကျလာတဲ့အတွက်ကြောင့်မလို့ကျမတို့ဟာမတ်တက်ရက်လိုက်တာနဲ့မူလဲသွားစီနိုင်ပါတယ်။ဒါပြင်ကျမတို့ခန္ဓာကိုယ်ကနေထွက်လာတဲ့အစိတ်အသင့်ပစ္စည်းတွေဟာလည်းပဲချွေးထွက်တာအပေါ့သွားတာကနေပြီးတော့မစွန့်ထုတ်နိုင်တဲ့အတွက်ကြောင့်မလို့ကျမတို့နေနဲ့ဒီခန္ဓာကိုယ်ရဲ့ကအစိတ်တွေစတင်စုပြုံလာတဲ့တံကိုခံစားရတော့မှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ဒီကျမတို့ခန္ဓာကိုယ်ဟာအရေးမပါတဲ့အင်္ဂါအစိတ်ပိုင်းတွေစီသွေးစည်းဆင်းမှုကိုဖျက်တောက်လိုက်ပါတယ်။အရေးပါတဲ့နှလုံးနဲ့အုံနောက်လောက်ပဲသွေးတွေရောက်စီမှာဖြစ်ပြီးတော့ဒါကပဲကျမတို့ကိုရှင်သန်စေနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ဒီခဏကိုမှရှိရဲ့ကြံနဲ့သွေးမရောက်တဲ့ကိုရင်ကအစိတ်ပိုင်းတွေကတည်ဆုံသွားတော့မှာဖြစ်ပါတယ်။အစိတ်တက်ပြီးကြံနဲ့ဆွန့်ထုတ်လိုက်တဲ့ပစ္စည်းတွေကလည်းပဲကျမတို့ခန္ဓာကိုယ်အတွင်းမှာပဲစုဆောင်းနေပြီးတော့ကျမတို့ဟာအဲ့ဒီအချိန်အတွင်းမှာပဲတဖြည်းဖြည်းချင်းနဲ့တည်ဆုံစာပြူနေပါပြီ။ကြွက်သားတွေကလည်းပဲရေနဲ့တစားဆုံးရှုံးမှုကြောင့်မလို့စတင်ပြီးတော့ကြွက်တက်လာမှာဖြစ်ပါတယ်။ပရိသတ်တို့အနေနဲ့ကြွက်တက်တာကိုကြုံခဲ့ရပူမှာပါ။ဒါပေမဲ့ဒီကိုယ်လုံးကြွက်တက်တာကိုတော့ကြုံမှုကြမှာမဟုတ်ဘူးရှင့်။အဲ့ဒီဒုက္ခကိုခံစားကြည့်လို့ရနိုင်ပါတယ်။ ဒါကိုတရက်လုံးလုံးခံစားနေရမှာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ကျမတို့ရဲ့ခန္ဓာကိုယ်ဟာတပြေးပြေးချင်းအားနည်းလာတဲ့အတွက်ကြောင့်မလို့ခန္ဓာကိုယ်လုပ်ငန်းဆောင်တာတွေကိုမလုပ်နိုင်တော့ဘဲနဲ့ခန္ဓာကိုယ်တွေကအစိတ်သင့်ပစ္စည်းတွေများလာပြီးတော့တည်ဆုံသွားရမှာဖြစ်ပါတယ်။ဒီလိုမျိုးအစိတ်သင့်လာတဲ့ပစ္စည်းတွေကိုစွန့်ထုတ်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့်မလို့ကျမတို့ခန္ဓာကိုယ်တွေကကိုယ်အင်္ဂါအစိတ်အပိုင်းတွေဟာအထဲကနေတဆင့်တပြေးပြေးချင်းအစိတ်သင့်လာခဲ့ပြီးတော့ သွေးဟာလည်းပဲတဖြည်းဖြည်းချင်းနဲ့ဂျယ်လီလိုမျိုးပြည့်သွားတဲ့အဆင့်ထိကိုဖြစ်သွားတော့မှဖြစ်ပါတယ်။အဲဒီအဆင့်ထိကိုကျမတို့ဟာရေမတောက်ရသေးဘူးဆိုရင်တော့နောက်ဆုံးမှတည်ဆုံးသွားရတော့မှပဲဖြစ်ပါတယ်ရှင်။ဂျယ်ပရိသတ်များရှင်ဒါတွေကတော့ သိပ္ပံပညာရှင်တွေအနေနဲ့အစိုးဆုံးလို့ပြောပြထားတဲ့တဘာဝအတိုင်းသိဆုံးတဲ့နည်းတွေပဲရှိပါသေးတယ်။တခြားသောညင်ပန်းနှိမ့်ဆက်ခံရတာမျိုးနဲ့သိဆုံးရတဲ့နည်းတွေတောင်မပါသေးပါဘူး။သိဆုံးခြင်းကိုဘယ်သူမှမလိုချင်ကြပါပဲ။ဘယ်သူမှလည်းရှောင်လွှဲလို့မရနိုင်ကြပါဘူး။သိဆုံးတယ်ဆိုတာကတော့ကျမတို့အားလုံးရှောင်ရှားလို့မရနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ရှင်။အခုပရိသတ်တို့ကဒီဗီဒီယိုလေးကိုကြည့်ရှုပြီးသွားတဲ့နောက်မှာတော့ ကျွန်မတင်ဆက်ပေးခဲ့တဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ပရိသတ်တို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း comment မှာရေးသားပေးခဲ့နိုင်ပါတယ်။ဗီဒီယိုကိုအစမအဆုံးတိုင်လိုက်ပါပြီးတော့ကြည့်ရှုပေးခဲ့ကြတဲ့ဂျက်ပရိသတ်ကြီးအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။